ပါဠိစာပါဒီကနေ့မေလာ9ရက်နေ့နမရင်စရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအင်မြတ်ခိုင်ကတင်ဆက်ပေးသွားမှာပါဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူစစ်မြေပြင်ကိုစစ်ကောင်စီကစစ်ကူအင်အားတွေညအချိန်မှာရှုတ်ဝက်စွာပို့ဆောင်နေတယ်ဆိုတဲ့သတင်းရန်ကုန်ကတင်သွင်းတဲ့ကုန်ပစ္စည်းတွေကိုစစ်တွေမျိုးကရခိုင်ကြီးရွာတွေကိုဖြန့်ဖြူးခွင့်စစ်ကောင်စီကတာမြင်လိုက်တယ်ဆိုတဲ့သတင်းမင်းလာနဲ့ပဒန်းမှာစစ်ကောင်စီကတပတ်အတွင်းဇနီးမောင်နှံနှစ်ယောက်ကိုတပ်ဖြတ်ပြီ 6ယောက်ကိုတော့ဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကျပြုံမြို့နယ်တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖက်ကကြာဆုံးနာရီနဲ့ထွက်ပြေးရာတွေများလာနေတဲ့အတွက်ကြောင့်စစ်ကူတပ်သားတွေကိုပို့ဆောင်နေရမှာရေတပ်စစ်ရင်တွေနဲ့ညအချိန်မှာရှုဝက်စွာပို့ဆောင်နေတယ်လို့အရခတပ်တော်နဲ့နှိစက်တဲ့မြေပြင်စစ်ရေးတရင်ရင်းမြစ်တစ်ခုကနရီစရာကိုအတည်ပြုပြောဆိုပါတယ်။ စည်ရေးသဘောအရနေဘက်တွေမှာပုံရင်ရှိုးဝက်ချက်တွေပေါက်ကြမှာကိုကြောက်တာကြောင့်စစ်တပ်ဘက်ကနေကင်းတဲ့နေလေဘက်တွေထက်ညအချိန်မှာပိုပြီးပို့ဆောင်လာနေတာဖြစ်တယ်လို့သိရပါတယ်။ဒီရပိုင်းအတွင်းညအချိန်စစ်ကူပို့တာနှစ်ခါရှိပြီးဖြစ်ပြီးတစ်ခါပို့ဆောင်လို့ရှိရင်စစ်တပ်အင်အားရရှိပါဝင်တယ်လို့လည်းသိရပါတယ်။စစ်ကူတပ်သားတွေကိုစစ်ရင်ရင်တွေနဲ့ရန်ကုန်ဘက်ကနေပို့ဆောင်လာပြီးမန်အောင်ပင်လယ်ပြင်မှာရန်နာက အဲ့ဒီကနေမှတဆင်ကန်ထိုးစီရင်တွင်နဲ့ကြောက်ဖြူမြို့နယ်တစ်ပုတ်တောင်အခြေဆိုင်ဒညဝတီရေတပ်ဌာနရှုပ်ကိုရှုပ်ဝက်စွာပို့ဆောင်နေတာဖြစ်တယ်လို့လည်းစီရီတရင်ရင်မြစ်ကပြောပါရယ်ကြောက်ဖြူမြို့အပြင်ဘက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာတနေ့ထက်တနေ့ပြင်းထန်လာနေတယ်လို့စစ်ကောင်စီဘက်ကစစ်ကြောင်းတွေအလိုက်ထွက်ပြေးပျောက်ဆုံးမှုတွေလည်းရှိနေတယ်လို့ဒေသတွင်းမြေပြင်တရင်တွေအရသိရပါရယ်ရှင်စစ်တွေမျိုးကိုရောက်ရှိလာတဲ့ရန်ကုန်ကတင်သွင်းတဲ့ကုန်ပစ္စည်းတွေကို မြို့နယ်တွင်ကမွတ်စလင်ကြေးရွာတွေကိုဖျံဖြူခွင့်ပေးထားပေမဲ့ရခိုင်ကြေးရွာတွေကိုတော့စစ်ကောင်စီကဖျံဖြူခွင့်မပေးဘဲတားဆီးပိတ်ပင်ထားတယ်လို့သိရပါတယ်။အခြေခံစားတောက်ကုန်တွေနဲ့ဆေးဝါးတွေဟာရန်ကုန်ကနေတဆင်စစ်တွေမြို့ကိုကုန်သင်းမောတွေနဲ့ရောက်ရှိလာရင်မြို့အတွင်းနဲ့မြို့နယ်တွင်ကတခြားကြေးရွာတွေစီဖျံဖြူခွင့်ရပေမဲ့မြို့နယ်အတွင်းမှာရှိတဲ့ရခိုင်ကြေးရွာတွေကိုတော့ ဧပြီလအတွင်းကစတင်ပြီးချန်ပီယံကနေမရတော့ဘူးလို့ဈေးဆိုင်ပိုင်ရှင်မျိုးသားတယောက်ကနရိန်စရာကိုပြောပါရယ်အဲ့ဒီလိုပိတ်ပင်တားဆီးထားတဲ့အတွက်စစ်တွေမျိုးနဲ့အထက်ကတိုက်ပွဲတွေကြောင့်ထွက်မပြေးနိုင်ပဲကြန့်ရှိနေတဲ့ကြီးရွာတွေကဒေသခံတွေဟာစာနယ်ရိတ်ခါအခက်ခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ဆိုပါရယ်ရခိုင်မှာ2023ခုနှစ်နိုဝင်ဘာလကစတင်ပြီးမျိုးသိမ်းတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီကကုန်းလန်းရေလန်းတွေကိုပိတ်ဆို့ပိတ်ပင်ထားခဲ့တာပါဒါပေမဲ့လည်းအခြေခံစားသောက်ကုန်းတွေနဲ့ဆေးဝါးတွေကို ရန်ကုန်ကနေတဆင့်စစ်တွေမျိုးတဲ့တင်သွင်းခွင့်ကိုတော့စစ်ကောင်စီကသူတို့နဲ့ပူးပေါင်းနေတဲ့ခရိုနီတွေကနေတဆင့်လုကန်ခွင့်ပေးထားတာလည်းဖြစ်ပါတယ်။ရခိုင်ပြည်နဲ့မကွေးတိုင်းအဆက်အန်ယိုမအောက်ကမင်းလာနဲ့ပဒန်းမျိုးနေတွေမှာစစ်ကောင်စီကတပတ်အတွင်းဇနီးမောင်နဲ့နှစ်ယောက်ကိုတပ်ဖြတ်ပြီးရှင်းအမျိုးသမီး၃ယောက်အပါအဝင်၆ယောက်ကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။တပ်ဖြတ်ခံရသူတွေဟာပဒန်းမျိုးနဲ့မင်းလာမျိုးအဆက်ကြားကမင်းလာမျိုးအပိုင်းကြက်ဖြားကြီးွာကဇနီးမောင်နဲ့နှစ်ယောက်ဖြစ်ပါတယ်။ ဖန်စီခံရသူတွေကတော့ပဒံမြို့နယ်လက်ပံတကားရွာကအမျိုးသား၂ယောက်လက်ပံကုံရွာကအမျိုးသား၁ယောက်နဲ့လှိုင်ရွာကရှင်းအမျိုးသမီး၃ယောက်တို့ဖြစ်ကြပါတယ်။အသက်ခံရသူတွေနဲ့ဖန်စီခံရသူတွေဟာမေလာပထမပတ်အတွင်းစစ်ကောင်စီရဲ့တပ်မ69ကဗိုလ်မှူးရှုပ်နိုင်ဝင်းဦးဆောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့တပ်ဖြတ်တာနဲ့ဖန်စီခြင်းတွေကိုခံခဲ့ရတာဖြစ်ပါတယ်။တပ်မ69ဗိုလ်မှူးရှုပ်နိုင်ဝင်းနယ်ရီကန်ဖက်မှာတာဝန်ကျကတဲ့ကအဖမ်းအစည်းတွေပိုချက်လာပြီး ပိုက်ပင်ကန့်သက်တာတွေလည်းပုံများလာတယ်လို့ပဒန်းမျိုးနဲ့စီရေးသတင်းရင်းမြစ်တွေကပြောဆိုကြပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ပြည်တွင်းသတင်းတစ်ပေါက်အနေနဲ့ကတော့စစ်ကောင်စီတပ်ဟာအပြည့်အခက်ရစေးရေးကာလအဖြစ်ထပ်မံတိုးမြင့်ထားပေမဲ့တအမ်းပြည့်အထဲကိုထိုးစစ်စင်တာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာ ဒရုန်းနဲ့လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့ TNL ကဒီကနေ့မှထုတ်ပြန်ပြောဆိုလိုက်ပါတယ်။မေလ၈ရက်နေ့ကမင်္ဂလာပွဲကျင်းပနေတဲ့နောင်ရှုံမြို့နယ်တရက်ရှုံကြီးရွာကိုစစ်ကောင်စီတပ်အမတ်၉သူများနှင့်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့အသက်၅နှစ်အရွယ်ကလေးငယ်အပါအဝင်ဒေသခံ၄ယောက်သေဆုံးပြီး၇ယောက်ပုံစံထိမှန်ကဒဏ်ရာရရှိသွားခဲ့ပါတယ်။ တအန်းတက်မတော် PSLF DNLA ရှိရာနောက်ရှိုမျိုးနယ်တရက်ရှိုရွာအနီးတစ်ဝိုက်ကိုစစ်ကောင်စီကထိုးစစ်ဆင်လာတာကြောင့်မေလ၈ရက်နေ့ကတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့လည်းဆိုပါတယ်။ဒါအပြင် TNLA တက်ရှိတဲ့နောက်ရှိုမျိုးနယ်ရာပြင်ကျေးရွာအနီးကိုလည်းစစ်ကောင်စီတပ်ကထိုးစစ်ဆင်တိုက်ခိုက်လာလို့တိုက်ပွဲတွေဖြစ်ပွားလာတယ်လို့သိရပါတယ်။ မေလ၈ရက်နေ့ည6နာရီအချိန်လောက်ကလည်းစစ်ကောင်စီတပ်နဲ့ TNL တို့အကြားနောင်လင်ကြီးဝအနီးတဝိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကဒရုန်းပေါင်း၈လုံးအစိမ့်ငွေပေါင်း၅လုံးလက်နက်ကြီး32ကျင်းပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ကာဒီနယ်ရောဘတ်ပရီဘော့စ်ကိုပုတ်ရဟန်းမင်းကြီးအသစ်အဖြစ် မနေ့ကရွေးချယ်တင်မြှောက်လိုက်ပြီးဖြစ်ပါတယ်။ရွေးချယ်ခံရတဲ့ပုတ်ရဟန်းမင်းကြီး Robert Prebos ဟာ American နိုင်ငံ Chicago မှာမွေးဖွားခဲ့သူဖြစ်ပြီးအသက်69နှစ်ရှိပြီဖြစ်ပါတယ်။သူဟာ Peru နိုင်ငံသားအဖြစ်ခံယူထားသူလည်းဖြစ်ပါတယ်။မြောက်အမေရိကတိုက်ကနေပထမဦးဆုံးပုတ်ရဟန်းမင်းကြီးဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ပုတ်ရဟန်းမင်းကြီးအဖြစ်14ရောက်မြောက်ဒီယိုဆိုတဲ့အမည်ကိုခံယူမှာဖြစ်တယ်လို့လည်းနိုင်ငံတကာသတင်းတွေမှာဖော်ပြကြပါတယ်။ရွေးချယ်ပွဲကို Vatican City မှာ မေလ9ရက်နေ့မှာစတင်ခဲ့ပြီး ွေးကောက်ပွဲမှာကာဒီနယ်133ဦးကပါဝင်တက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီကာဒီနယ်တွေရဲ့၃ပုံ၂ပုံကျော်ကို ပြန်လည်တော်မူသွားတဲ့ပိုယဟန်မင်းကြီးဖရန်စစ် ကိုတိုင်ကခန့်အပ်ခဲ့တာပါ။ကာဒီနယ်ရောဘတ်ပရီဘော့စ်ကိုလည်းကာဒီနယ်အဖြစ်2023ခုနှစ်ကပုပ်ဖရန်စစ်ကိုတိုင်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။နရင်းစရာသတင်းဌာနရဲ့နေစဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေတွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျမတို့ narinzia ကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ narinzia ရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။